ကမ္ဘာ heavyweight champion Oleksandr Usyk က American သမ္မတ Donald Trump အနေနဲ့ Ukraine စစ်ပွဲနားလည်စေဖို့သူ့အိမ်မှာလာနေနိုင်မဲ့အခွင့်အရေးကမ်းလှမ်းလိုက်ပါတယ်။ Trump ကသူ့သမ္မတအဖြစ်ရွေးကောက်ခံရရင် Russia နဲ့ Ukraine ကြားပြည်ပခါကို24နာရီအတွင်းဖြည့်ရှင်းမယ်လို့ကတိပြုထားတာပါ။ဒါပေမဲ့2024ခုနှစ်မှာ Trump Imperial ကိုပြန်ရောက်လာပြီးနောက်ပိုင်း Russia ရဲ့ကျူးကျော်မှုကတော့အဆုံးသတ်သွားတာမရှိသေးပါဘူး။ ထရန့်အနေနဲ့ဒီအကြက်တဲကိုဖြည့်ရှင်းဖို့အတွက်ဆိုးရွားတဲ့အခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်းသိမြင်ဖို့လိုအပ်တယ်လို့ဇာတိမြေမှာငြိမ်းချမ်းရေးအတွက်မစုံမနစ်လှုပ်ရှားနေသူယူကရိန်းလက်ဝိတ်သမားဦးဆိုင်ကယုံကြည်နေပါတယ်အသက်38နှစ်အရွယ်ဦးဆိုင်ကစစ်ပွဲရဲ့ထိခိုက်ပျက်စီးမှုတွေကိုကိုယ်တိုင်ကိုကြမြင်တွေ့နိုင်ဖို့ယူကရိန်းမှာရှိတဲ့သူ့အိမ်ကို လာရောက်ဖို့တမရကိုတိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းကိုလာပြီးကျွန်တော်အိမ်မှာတပတ်လောက်လာနေပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုအကြံပေးခြင်းနဲ့လို့ဦးဆိုင်က BBC Sport ကိုပြောခဲ့ပါဗျ။တပတ်ပဲကျွန်တော်အိမ်ကိုပေးနေပါမယ်။ကျေးဇူးပြုပြီးယူကရိန်းမှာလာနေပြီးညတိုင်းဘာတွေဖြစ်နေလဲဆိုတာစောင့်ကြည့်ပေးပါ။ညတိုင်းကျွန်တော်အိမ်ပေါ်ကနေဘုံတွေနဲ့လေရင်တွေပြန်တန်းနေတယ်။ဘုံတွေ တုံးကြည့်ပြီးညတိုင်းပဲဒီလိုမျိုးဆက်ပြီးမဖြစ်သင့်တော့ဘူးတော်လောက်ပါပြီလို့ဆိုပါရစေ။ဖေဖော်ဝါရီလက Over Office မှာ ပြုလုပ်ခဲ့တဲ့ တင်းမာတဲ့ထိပ်သီးအစည်းအဝေးအတွင်းထရန့်ဟာယူကရိန်းကောင်းဆောင်ဗိုလိုဒီမာဇယ်လန်စကီနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ထရန့်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာအမေရိကန်ရဲ့အကူအညီအတွက်ပို့ပြီးကျေးဇူးတင်ကြောင်းပြသဖို့ဇယ်လန်စကီကိုတတိပေးခဲ့ပြီးတဲ့နောက်အင်ဖြူတော်ကနေထွက်သွားဖို့ပြောခဲ့ပါတယ်။ထရန့်ရဲ့ထင်မြင်ချက်ကိုပြောင်းလဲအောင်ဆွဲဆောင်နိုင်မလားလို့မေးတဲ့အခါဦးဆိုင်ကကျွန်တော်မသိဘူး။ तू နားလည်နိုင်တာလည်းဖြစ်နိုင်တယ်လို့နားမလည်နိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ သူရဲ့ professional ထိုးတက်ပွဲ23ပွဲစလုံးကိုအနိုင်ရထားတဲ့ဦးဆိုင်ဟာဇူလိုင်လ19ရက်နေ့ဝင်းဘလီဘောလုံးကွင်းမှာ IBF champion Daniel Dubois နဲ့မကြေဝဲအတွက်လက်ရှိလေ့ကျင်စခန်းမှာရှိနေပါတယ်။ဒါပေမဲ့ WBC, WA နဲ့ WBO heavyweight champion ကတော့စစ်ပွဲဟာ သူ့စိတ်ထဲကနေဘယ်တော့မှထွက်မသွားဘူးလို့ပြောခဲ့ပါတယ်။